မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဟိတေတိဆရာတော်ပါဒါတရားတော်မြတ်ကို ပူဇော်နေတယ်ဆိုတာတရားတော်မြတ်ဆိုတာပါလေတရားတော်မြတ်ဆိုတာလွဲမြောက်ခြင်းအဓိပ္ပာယ်ရတာကတရားတော်မြတ်ဆိုတာ စိတ်အနောင်အပွေတွေမှာလွဲ့မြောက်ခြင်းသံသယာမှာနောက်တဘဝထပ်ပံတလေးလေးမဖြစ်ပေါ်ခြင်းနော်ဝိမု ക്തി ညာနာတဒနာဂုံမြတ်စွာဘုရားမှာရှိတယ်လေလွဲ့မြောက်ခြင်းဘာလို့လွဲ့မြောက်တာလဲလွဲ့မြောက်တဲ့လမ်းကြောင်းကိုသီးလို့လေ့ကျင့်နေလို့လွဲ့မြောက်တာ ကိုတို့ကဘာလို့မလွဲ့မြောက်တာလဲကိုတို့ကမလွဲ့မြောက်ခြင်းလို့မလွဲ့မြောက်တာအပြေကတော့ရှင်းပါတယ်တပည့်တော်မတို့ဘာကြောင့်မလွဲ့မြောက်ခြင်းလို့အရှင်ဘုရားကဆွဆွေးပြီးပြောတာလဲလွဲ့မြောက်ခြင်းတဲ့သူဆိုတာနော်ဘယ်လိုမျိုးနေတိုင်းလဲလွဲ့မြောက်ခြင်းနေတဲ့သူဆိုတာတရားကိုသန်းရှာတယ်လို့ရှာတယ်ဘယ်လိုမျိုးရှာလဲသန်းရှာတယ်လို့ စက္ကန့်တိုင်းစက္ကန့်တိုင်းသူက အလုံးရှိနေတယ်စိတ်မှာအခုတရားမလို့ခြင်းတဲ့လူတွေမှာအလုံးရှိလားမရှိဘူးအလုံးမရှိဘူးပုံပုံတို့တရားတည်ပြောပြနေတယ်ဆိုတာအလုံးပေးနေတာဒီနေရာတွေမှာအလုံးရှိတယ်ဒီလိုမျိုးလောရတယ်မြင်တဲ့အခါတည်နေဆောင်ကြည့်ရတယ်အလုံးပေးနေတာ မတူတဲ့သဘောတွေကိုသိပေးရတယ်စိတ်ထေးမှာဝင်မတော့အောင်စိတ်ထေးမှာကဲမတော့အောင်အဲ့ဒီဝေဒနာတွေကင်ပြားလို့လည်းမရဘူးပြောပြလို့လည်းမရဘူးခံစားမှုသဘောလေးတွေကနှလုံးသားထဲမှာဘလို့ဖြစ်လဲလန်တလျှောက်စူးဝင်တာတက်ကိုဆိုးတယ်ဝေဒနာဝင်တော့ရင်အဲ့ဒါနဲ့ဝေဒနာမဝင်ခွင့်ကိုမရအောင်မျက်လုံးနဲ့အစင်းနဲ့တိုက်တိုက်မှာပြီးပေးလိုက်ရင် ဖက်သက်ကနေတခါလေးဖြတ်ရှာလိုက်တဏမပေါ်တော့ဘူးเนาะခုမှမျက်လုံးကရှိနေပြီအဲ့ဒါကိုဖြဲလို့မရဘူးအစင်းကလေးရှိနေပြီဖြဲလို့မရဘူးဒါကိုကြတော့ဒီထိတွေ့တဲ့အခါမှာဖြတ်ရှာလိုက်ဝေဒနာသိအပြင်းကြီးမပေါ်စေနဲ့မိုက်မိုက်ကန်ကန်မဖြစ်စေနဲ့ဉာဏ်ပညာနဲ့စောင့်ကြည့်အဲ့နဲ့မြတ်စွာဘုရားက ဝေဒနာမာရော ဝေဒနာသည် လူသက်သမား ကိလေသာမာရောကိလေသာဒီလူသက်သမားအဲ့ဒါနဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းမှာအလုံးရှိနေတယ်တရားမတ်တတဲ့သူမှာတရားမမတ်တတဲ့သူမှာအလုံးမရှိဘူးသူဘာလုံးနေလဲစိတ်ကိုစောင့်ကြည့်မနေတတ်တော့အတိတ်ကအကြောင်းအရာကိုတွေးတာပေါ့အနာဂတ်မှာလုံမဲ့အကြောင်းအရာကိုစဉ်းစားတာပေါ့ဒါဆိုရင်တတိလူတွေကလည်းမစဉ်းစားဘူးလားစဉ်းစားတယ် ချေရမယ်ဖို့တက်တဲ့လူတွေကလည်းအတိတ်ကိုစဉ်းစားမင်းရင်ငါအတိတ်ကိုစဉ်းစားမိပါလားလို့သိပေတယ်အတိတ်ဆိုတာပြီးသွားပြီလို့မင်းမင်းကိုယ်ကိုတရားဟောတယ်အနာဂတ်ကိုလည်းတွေးမိတယ်တခါတခါဝင်မိတာပေါ့ထွေးလာနော်အနာဂတ်ကိုတွေးနေရင်အော်ငါအနာဂတ်ကိုတွေးနေပါလားဒီအနာဂတ်ဆိုတာ မသေးချာသေးဘူးငါခဏနေရင်ဒီနေရာမှာ လေပြီးတော့သေသောနိုင်တယ်အချိန်မရွေးသေသောနိုင်တယ်စိတ်တွေအနာကဲရောက်နေလို့မရဘူးအဲ့ဒီစိတ်ကြောင့်ဘဝဖြစ်ရတာဥပါဒနာပစ္စယဘောဥပါဒံဆိုတာအဲ့ဒါအဲ့ဒီသဘောလေးကိုပြောတာဥပါဒံနော်ဘလို့သဘောလေးနားထောင်နေတာကိုကနားထောင်နေရင်တန်လန်းနဲ့အလုတ်ကိစ္စကို စိတ်ကရောက်သွားတယ်အဲ့ဒါဥပါဒံရောက်သွားပြီထွက်သွားပြီ နော်ခွေးမောင်တဲ့ခန္ဓာခွေးမဟောင်ဘူးအဲ့ဒီဥပါဒံယုတ်ကိုအခုနှာထောင်နေတဲ့ခန္ဓာကိုယ်ကြီးယုတ်ကလေးကြီးကိုခွေးဟောင်တယ်ဒီသဘောခန္ဓာကိုခွေးဟောင်လို့မရဘူးမြတ်စွာဘုရားကအဲ့ဒီသဘောခန္ဓာကိုစောင့်ကြည့်ဘလို့ပေါ်တာသဘောခန္ဓာပိစုံပံမှာအကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့ခန္ဓာတွေဘလို့အကြောင်းတိုက်ဆိုင်လို့ပေါ်လာတယ်နာကိုဖွင့်ထားတော့ အဖန်နဲ့တိုက်ရင်ကြာစိဝင်လာတယ်။တရှင်းနေတောင်ရှိတာပဲ။နာပေါတကားဖွင့်တာခိုက်မှာအသံယုံမျိုးဝင်တိုးတိုက်လာကြာသည်စိတ်များထင်ရှားဖြစ်ပွား။ငါမရှိဘဲအယူလွဲဒိဋ္ဌိသာအဲ့ဒီကြားတဲ့စိတ်ကိုငါစိတ်လို့ထင်တော့တာ။အဲ့ဒီမြင်းနေစိတ်ကိုဟာငါတငေချင်းချင်တော်ပြီဒိဋ္ဌိခတ်နေပြီ ဘိမလေးငါတငေချင်းအဲ့အစင်းလို့သိမြတ်စွာဘုရားကတငေချင်းလို့မသိနဲ့เนาะဟောကခွေးခွေးလို့မသိနဲ့အစင်းလို့သိမြတ်စွာဘုရားကเนาะအတအမေငါအမေလာတယ်အဲ့ဒါအမေလို့လောလောဆယ်မသိနဲ့ကိုတရားမဲ့နေတဲ့တတိနဲ့မဲ့နေတဲ့အခါမှာဘလို့သိအစင်းလို့ပဲသိဒီအယောင်နဲ့ဟိုအယောင်မတူအစင်းလို့မသိရင်အယောင်ဒါလေးသိအဲ့ဒါဆိုရင် ကိုယ်ကစိတ်ကပိတ်ဆုံးမှန်မှငြိမ်မနေဘူးလားမဟုတ်ရင်မငြိမ်ဘူးလေစိတ်ကအမေလို့တိတာနဲ့အမေရဲ့တန်ရောစင်တွေနဲ့ဆွေးဆုပ်တော့မှနှလုံးသားလေးကိုနှလုံးသားလေးမှာအဆိုးထုတ်တွေကိုထီးတော့မှဒုက္ခပေးနေတာနော်ဒုက္ခပေးနေတာကိုဒီဘုန်းကြီးတွေကမြင်ပါလျက်နဲ့ဘာလို့အဲ့ဒီဒုက္ခပေးတာကိုအရှင်ဘုရားတို့မပြောခဲ့တာလဲနော်တန်ဃာတော်တွေဖြစ်ပြီးတော့အဲ့လိုပြောလာမှာ အခုပြောစရာကိုမလိုဘူးဖုံဖုံလေးလေးတော်တော်တရားဟောနေကြတယ်နော်ဒါဒုက္ခရောက်မယ်မြင်နေတယ်ဖုံဖုံတို့လေးဒါကိုပဲလေ့ကျင့်နေရတာဒုက္ခမရောက်ရအောင်နော်အရာသာတွေကောင်းနိုင်အောင်ကိုကြွေးတာတထေးအိမ်တွေမှာနော်အဲ့ဒီကနေလွတ်မြောက်